ီအချိန်မှာကျွန်တော်တကွာကောင်အောင်မဲ့ပြန်ကြဆိုင်ပေါ့နော်ပြန်ကြဆိုင်ကပြီးခဲ့တဲ့အချိန်ကကျွန်တော်တို့ဒီမှာလေ3 4 6ခွေစီနီယာတဲ့သူ့ဘက်မှာအကြီးဆုံးစီနီယာကထိတ်အငယ်ဆုံးစီနီယာကခါအငယ်ဆုံးစီနီယာကခါအလက်စီနီယာကအပိတ်ဆိုပြီးတော့သူ့အောင်မှာကျွန်တော်တို့ကပုံရထွက်လိုက်ခဲ့တယ်တို့မဟုတ်ရန်ချင်းရင်2024လေးရာတကွာလာဆိုတော့ကျွန်တော်တို့က6ဒီ2024ရဲ့ကနန်းကိုကျွန်တော်တို့သုံးွက်တော့ရွေးပေးခဲ့တယ် ်သို့ပေမဲ့သူကအဲ့ဒီ2024လေးရဲ့ကဏ္ဍဝယ်သူလောက်ဆိုင်သွားတယ်566ပေါ့နော်566ကိုရေးချပါတယ်အဲ့တော့သူ့ရဲ့အောက်ကိုပေးနေပြီစိုက်ကကျွန်တော်တို့က6096ကဏ္ဍကဏ္ဍ660ကိုလိုက်တာသူက696နဲ့လောက်သွားတယ်ဒီ696နဲ့အဲ့တော့သူ့အောက်ကိုလိုက်တဲ့662ကရန်ကြပဲအဲ့တော့ကဏ္ဍကဏ္ဍဆိုရင်662နဲ့တတိထားမယ်နော်ကနန်ကနန်ဆိုရင်ကျွန်တော်တို့က669နဲ့လည်းတတိထားမယ်ဒါပြောလို့မရ669ကလည်းအကျွေးကျန်နေတာ ကြမယ်။ကဏ္ဍလူကဏ္ဍချောချောမြေပရိသာချောချောမြေကိုပရိသာမြေအဲ့ရောကျွန်တော်တို့ကလိုက်ခဲ့တာကဒီဆိုင်ဒီကျွန်တော်ကဒီဘက်ကိုကြာတော့ဖြစ်နိုင်တယ်ကနေရှန်ထွက်သွားပြီဆိုတော့ကျွန်တော်ကတုံညာထွက်ရင်ဘာလို့လိုက်ရလဲဆိုတော့အဲ့ဒီတုံညာထွက်ရင်ကကြာနိုင်စကြာစားကြာနိုင်ရင်ကျွန်တော်တို့ကြာနိုင်တယ်ဆိုတော့က ုံး36လို့ခွေရဒီမှာ36လို့ခွေရသူ့အကိုစီနီယာကအကြီးဆုံးစီနီယာကထိတ်စီနဲ့အငယ်ဆုံးစီနီယာကခါဝင်ပြီးတော့အလောက်ကအပိတ်ဒီမှာလည်း36လို့ခွေရထိတ်စီကိုထိတ်စီပေါ့နော်ဒါအကြီးဆုံးစီနီယာကိုထိတ်စီအငယ်ဆုံးစီနီယာကခါအလောက်ကအပိတ်ဆိုပြီးဒီလိုပုံစံတူတာသူ့အကိုလိုက်တဲ့ကနေကျွန်တော်တို့ကဒီဘက်ကို ရှိ2024လေးကကျွန်တော်တုံညခွန်ပို့ခဲ့တာ။ဘာကြောင့်တုံညခွန်လဲဒီ346ကကလင်နာမှာဒီနံပါတ်လာဖြစ်တာ။အဲ့ဒီ346ကိုယူဆလိုက်တဲ့အခွေကကလင်နာနှစ်ဆမှာကြီးကြီးနဲ့636ကတဲ့3ကလည်းရှိတယ်။သဘောတရားကတော့636လို့ထွက်တယ်။နောက်နေမှာတုံညခွန်လည်းထွက်တယ်။ဒါကမွေးချင်မွေးထားဖို့နော်။ဒီမှာလည်း636လို့636လို့ထွက်ပြီ။တဲ့ထွက်တာ။နောက်နေမှာတုံညခွန်လည်းထွက်တယ်။အဲ့တော့ပြီးကြတဲ့နေ့ကဂျားထဲမှာသူ636ဒဲမထွက်ထားဘူး။အဲ့တော့636လို့တဲ့ထွက်ပြီ။နောက်နေမှာကျွန်တော်တုံညခွန်ဒီဒီနေရာမှာကျွန်တော်ဖမ်းခဲ့တာ။ အကျဉ်းချမှာကျွန်တော်ခဏဖြစ်အောင်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်အငိုက်ကြသွားနိုင်တယ်ကလင်နာမှာနှက်က6ညချက်ထွက်တယ်နဲ့သူက3ည4ခုလို့ထောက်လာ6ညနဲ့ပုံစံတူပဲနောက်နေမှာသူက3ညထွက်ပြီးတော့3ည4ခုလို့ထောက်လာနှက်ကတော့နော်အဲ့တော့ဒီ6အဲ့လို3ည4ခုလို့ထောက်လာ6ည6ခုနောက်တစ်နှစ်ကျော်ထွက်တာထွက်တော့တယ်သူကပရိကုပရိကုလို့ထက်တယ်ဘီကိုထွက်တယ်သူ့နဲ့ဒီအချိန်ကြိုက်ကငနထက်ရကြ မကြခင်ဘူးဒီပရိတ်ကူကသူ့ရှစ်တနှစ်ကျော်လာခဲ့တဲ့ပရိတ်ကူလို့ခံပြီးမှအဲ့ဒီအောက်ကနေထည့်ရကြတာဒီ6လုံးညာ6လုံးအဲ့ဒီ6လုံးညာ6ကသူ့ရှစ်တနှစ်ကျော်က3ညာ4ကိုလို့ထောင်နေ6လုံးညာ6အဲ့ဒီအဲ့ဒီနှစ်ထဲမှာသူပါလာတည်လဲဆိုတော့အုံလေး6လာတယ်အဲ့3လေး6ကနေအခြေကကိုတည်နေ3 4 5 6 9 8 9 10 11 12 13 14 14 14ပြည်များမှာခုငါကိုပဲလေ3လေး6ပဲလေလိုက်ထွက်တယ်နော်ဒါကပထမဆုံး6လုံးညာ6ဒီနေ့ဒီမှာ3လေး6နဲ့ 6ဘုံ6လက်ထွက်တယ်အဲ့တော့နှက်ကစီပေါ့ဒီ9ခုခုနဲ့3နဲ့6ဖိလိုက်ပြေးတာအဲ့ထဲမှာအဲ့ဒါကိုကျွန်တော်ကယူစားတာကလောက်ခါရအများကြီးပေါ့နော်ဂျားထဲမှာကျွန်တော်ကြော်ခွာထားတာမလိုပါသေးလို့ပေါ့နော်သူ့နဲ့အချိန်ကိုင်းမှာဒီ3ည4ခုလို့ထောင်းနေထောင်းပြီးရနေဒီ6ည6နောက်တစ်နှစ်ကျော်ထွက်ပြီးတော့သူကသူ့ရဲ့အချိန်ကိုင်းမှာကနန်းထည့်ပြန်ကြရတယ်ကြာပြန်တဲ့သူ့ရဲ့ဒီမှာမြင်းကုံမှာ9838ဆိုပြီးတော့9838ဆိုပြီးထည့်စီ3လုံးလှဲတယ်နော်ထည့်စီအမထည့်စီ4လုံးလှဲတယ်အဲ့တော့အဲ့ဒီပြန်ကြမှာ ခဲ့ရင်မကြခင်သူ့အပေါ်မှာခံခဲ့တဲ့ပရိစ္ဆေကိုကဏ္ဍသူရှိတမိကျော်ပရိစ္ဆေကိုကဏ္ဍဖြစ်တယ်။ဒါက304ကိုပထမ6 306 304ကိုခါထောင်တဲ့အဲ့တော့ဒုတိယသူနဲ့ပုံစံလို304ကိုလို့ထောင်တယ်ဒီ300ထောင်ယူရတဲ့ကဏ္ဍနောက်တစ်မိကျော်ကိုထွက်တယ်။ထွက်တော့ကျတော့သူကဗရိကိုပရိကိုထက်တဲ့ဘေးကိုထွက်တယ်။ထွက်တော့သူရဲ့ဗရိကိုပရိကိုထက်ခဲ့လို့သူ့ရှင်းနေထဲကအဲ့ဒီနေထဲကပရိစ္ဆေကိုကဏ္ဍတကွက်ဟာနောက်တစ်မိကျော်ကိုလိုက်ထွက်တယ်။သူ့နဲ့အချိန်ကြိုက်ကိုလိုက်ထွက်တာဒီ304ကိုထောင်းနဲ့ရှေ့တနေ့ကြိုလာခဲ့တဲ့300ထောင်းနဲ့အချိန်ကြိုက်ကိုလိုက်ထွက်ပြီးနဲ့သူ့နဲ့အချိန်ကြိုက်ကကဏ္ဍကိုထက်ရပြန်ကြတာ ကြတော့သူနဲ့အချိန်တိုင်းမှာ6 8 3 8ဆိုပြီးတော့ထိပ်စီလေးလုံးလဲ6 8 3 8ဆိုပြီးထိပ်စီ3လုံးလဲအလဲရာနဲ့ကျွန်တော်ယူစားလိုက်တာကအဲ့ဒီထဲမှာ3 4 6ပတ်လေက9ခုနဲ့အချိန်တိုင်းကိုလိုက်ထွက်တယ်3 4 6ပတ်လေက9ခုနဲ့အချိန်တိုင်းကိုလိုက်ထွက်တယ်ပေါ့နော်လိုက်ထွက်ခဲ့တယ်ဒီ3 4 6တွေကကျွန်တော်ကဘယ်မှာသွားတော့ဦးဆိုတော့သူကဒီမှာနှစ်နှစ်ဆက်တိုက်လိုက်ထွက်တယ်နှစ်နှစ်ဆက်တိုက်လိုက်ထွက်တာ လက်ထက်တော့သူကရှစ်နှစ်ခွာတဲ့ဇောင်းကိုလက်ထက်တယ်ရှစ်နှစ်ခွာတဲ့ဇောင်းလက်လို့တယ်ဒီကောင်ကနှစ်ခါထွက်ထားတာပေါ့ဒါပေမဲ့ဒီကောင်ကိုယူလိုက်တယ်ဘယ်ကောင်ယူလို့ရရတယ်တုံညာလေးကိုအဲ့ခါထောင်နဲ့နှစ်နှစ်ဆက်တက်ပြန်လာထွက်ထားတာသူကရာဇဝင်ရှိတယ်အရှိတယ်ဆိုတော့ကျွန်တော်ကအဲ့ဒီခါထောင်နဲ့တုံညာလေးကိုပြောရနော်ဒီခါထောင်နဲ့တုံညာလေးကိုတွေကအဲ့ဒါဆိုရင်ဒီတုံညာလေးကိုတွေကထွက်ခဲ့ပြီဆိုတော့ဒီ3 4 6တွေက ဒီနှစ်မှာလာခွေတယ်ဆိုတဲ့ဟာကိုကျွန်တော်ယူဆလိုက်တာ။ဘာကြောင့်လဲ?နှစ်ကပ်တည်းရှိလို့၃လေး၆ပါယူဆလိုက်ဘလို့ဘာကြောင့်ယူဆရလဲဆိုတော့သူ့နဲ့၁၄ပင်ညောင်းမှာတည်ခဲ့တဲ့ဒီ၅ကိုခွန်နေကိုဒီ၃လေး၆မခွေခင်သူ့ရှင်းနှစ်နှစ်ကျော်မှာကျူထွက်ခဲ့တာ။အဲ့ဒီ၅ကိုခွန်နဲ့နှစ်နှစ်ဆက်ထွက်တာ။ထွက်တော့တဲ့သူက၅ကိုရှိလို့ထောင်းမလား။၅ကိုရှိလို့ထောင်းမလား။ထောင်းပြီးရတဲ့ရှစ်ထိတ်လူထိတ်လို့ဒီလိုလှဲပြီးတော့သူ့ဘေးကကနေရှစ်ခုနှစ်ကိုပြန်ကြကစားတာ။ ဘယ်လိုပြန်ကြအောင်ဗရိတ်နှစ်ရဲ့အောက်ကိုပြန်ကြကစားတယ်အဲ့ဒီဗရိတ်နှစ်ကသူ့အပေါ်ကိုးချင်ယောက်ကပါဝါထည့်စီကစားခဲ့တယ်ဗရိတ်နှစ်တစ်ချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်ယောက်ကဒီကိုးထည့်စီကိုကိုးထည့်စီကိုကိုးပါဝါ၄ထိတ်နဲ့ဗရိတ်နှစ်လို့ကစားတဲ့အောက်ကိုသူကပြန်ကြတာအဲ့ဒါကဒီ၅ကိုးရှိဒီ၅ကိုးခုလို့ထွက်ပြီးတော့၅ကိုးရှိလို့ထောင်းတယ်ရှစ်ထိတ်လို့ထိတ်လို့ကစားတဲ့ဘေးရရှစ်ခုနှစ်ကိုပြန်ကြတော့ဗရိတ်နှစ်ရဲ့အောက်ကိုပြန်ကြတယ်အဲ့အဲ့လိုပေါ့နော်အဲ့ဆိုရင်အဲ့ဒါကဒီပထမဒီ6 6 ်3400ကိုထောင်းနဲ့နှစ်ထက်3600နဲ့အကျဉ်းကိုင်းပြေခဲ့တဲ့ငါးကိုခုအဲ့ဒါဒုတိယဒီမှာလည်း3400ကိုထောင်းနဲ့6600နဲ့ပုံစံလို့3400ကိုထောင်းနဲ့နှစ်ထက်မှာ3600ငါးကိုခုဆို14ပြည်မြောင်မှာလိုက်တယ်တော့ဒီငါးကိုခုကလည်းအကွာဝေးပဲနှစ်နည်းစပိုက်ထွက်ခဲ့တာခုမှကလည်းနှစ်နည်းစပိုက်ပုံစံတူပဲဒါပေမဲ့ငါးကိုရှိမထောင်းဘူးဒီမှာလည်းသူကပုံစံတူလာတော့ငါးကိုရှိလို့ထောင်းပြီးရှစ်ထိပ်လူထိပ်လို့ကစားတာကစားတာနဲ့သူ့ရဲ့ဘေးက6600ကို8900လို့ပဲသူကဒီမှာ6600ကိုသူကပြန်ကြကစားခဲ့တာကစားခဲ့တော့သူက ဗိမ့်မြင့်အောက်ကိုကစားတယ်အဲ့ဗိမ့်မြင့်ကသူကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်ကျော်မှတစ်ပါဝါ၆ထိပ်လို့၉ချိန်ကျော်ပါဝါထိပ်စီကစားတယ်ပါဝါထိပ်စီကစားရင်ဗိမ့်မြင့်လို့ရိုက်တဲ့အောက်ကိုသူကဤကစားခဲ့ဒီ၅ခုခွန်၈ထိပ်တူထိပ်ပြီးရပါဒီ၅ခုခွန်၅ခုရှိလို့ထောင်းနေ၈ထိပ်တူထိပ်ပြီးရပါဒါရှိခုနေတဲ့ပုံစံလို့အဲ့ဒီအကောင်ကြီးကဒီ3.6နဲ့အကျဉ်းကြိုက်ပြီပေါ့ဗျာနော်3.6နဲ့အကျဉ်းကြိုက်ပြီအဲ့ဒါပြီးတာနဲ့သူနဲ့ ူချီဟိုချီပဲဒီ9ခုခုနဲ့အကြိမ်တိုက်က346ကို346နဲ့အကြိမ်တိုက်က9ခုခုအရင်ဆုံးထွက်တော့ဒီ14ပြင်မြောက်ကဒီ9ခုခုနဲ့တတိယ2345689107314ပြင်မြောက်က463ကိုပထမဒီ9ခုခု9ခု8ခုနဲ့ပြန်ကြတဲ့ဒီ9ခုခုကနေနှစ်နှစ်ကျော်မှာတနည်းနည်းနဲ့3နှစ်4နှစ်သူကနေဒီ4နှစ်မြောက်ကို346ဆိုပြီးလိုက်ခွေရအဲ့ဆိုရင်ဒုတိယကလည်းဒီ9ခုခုနဲ့အကြိမ်တိုက်တယ်ခဲ့တဲ့ဒီ346 14ပြင်မြောက်က346ကိုလည်း သူကဒီငါးခုခုလိုက်ထွက်တော့ငါးနှစ်ကျော်ဘူးရင်းနေများငါးနှစ်ကျော်၃၄၆ဆိုပြီးလိုက်ထွက်တာလိုက်ထွက်တော့သူ့အောက်မှာစီနီယံတည်တယ်သူ့အောက်မှာစီနီယံတည်တယ်အဲ့ဒီစီနီယံကနားနေကနားနေကဘယ်ရလဲဆိုတော့ဒီပရိတ်ထက်တည်ပရိတ်ထက်တည်ပေါ့နော်ပရိတ်ထက်တည်ဒီတုံညာထွား6360ပရိတ်ထက်တည်အဲ့ဒီပရိတ်ဒီအနည်းအောင်ဘောနော်490နောက်တစ်နှစ်ကျော်ထွက်490ခါတော်နဲ့6360နောက်တစ်နှစ်ကျော်ထွက်တော့ပရိတ်900ပြေးထွက်ထွက်ပြီးနေသူနဲ့အချိန်ကမှထက်တည် င်ကြကနထိုက်ထက်တယ်လေသူကနေတစ်ချိန်နှစ်ချိန်သုံးချိန်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ငါးနှစ်မြောက်မှာ6-7တပတ်လေးလိုက်ခွက်ပြီးတယ်။အဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒုတိယကဒီထက်ရပြန်ကြတဲ့အကောင်လေးငါးနှစ်ပါတနည်းသုံးလေးငါးငါးနှစ်မြောက်မှာ3-6အပတ်လေးလိုက်ခွက်ပြီး။သူ့ထောက်မှာစီနီယံတည်းသူ့ထောက်မှာစီနီယံတည်းပထမ3-4ကိုခါထောင်နေ6-6နောက်တနည်းကျော်ခွက်ပြီးတာနဲ့ထက်ရပြန်ကြ ပြန်ချပြန်နေဒီထိုင်ပြန်ချရတယ်ငါးနှစ်ကိုငါးနှစ်မြောက်မှာ36ပတ်လည်းလိုက်ထွက်တယ်အဲ့36ပတ်လည်းလိုက်ထွက်ပြရတယ်သူ့ဆောင်မှာစီနီယံတဲတယ်စီနီယံတဲတော့သူကဒီ8395လို့ဆောင်းထိုးကအဲ့ဒီ8395လို့ဆောင်းထိုးတယ်အဲ့ဒီ8395လို့ဆောင်းထိုးရတဲ့အကြောင်းရင်းကအဲ့ဒီစကစားခွက်ထဲမှာ25ခု8395ဆိုပြီးဒီလိုအပြင်ကျော်ပုံစံတူပေါ်တော့ရက်ချက်ကစားခဲ့လို့ဒီ8395အဲ့ဒီနေထဲမှာ8395လို့ဆောင်းထိုးပြီး8395လို့ပြန်ဆောင်းထိုးတော့36နဲ့အခြေကိုဆောင်းထိုးတယ်အဲ့ဒီရဲ့ဒီဘေးမှာစီနီယံတဲတယ်အဲ့ဒီစီနီယံကနန်းက ဲ့ဆိုလည်းသူ့ရဲ့နာမည်ထဲမှာလည်း36ပဲလိုက်ထွက်တယ်ထွက်တော့လည်းသူကစီနီယံထောက်မှာတည်ထည့်ပြီးရတယ်သူ85လို့ကြောင်းထိုးတယ်ဒီမှာအပေါ်မှာနေထိုးတာအဲ့ဒီအပေါ်မှာနေထိုးတာအဲ့ဒီ85ကဒီမှာအောက်မှာလာဖြစ်ထားတာခွန်95နဲ့85ဒီလိုအချိန်ကရိုက်ထားတယ်ခွန်95နဲ့85ဒီလိုအချိန်ကရိုက်ထားတယ်အဲ့လိုလေကစားတာအဲ့ဒီ85လေးကိုသူကဒီခွန်95နဲ့ကောင်းလေးကိုတနေ့နှစ်နေ့၃နေ့၄နေ့လေးနေ့မြောက်မှာ85လိုက်ထွက်တယ်35လို့ပြန်ထောင်းတယ်အဲ့တော့ဒီဒုတိယကဲ85နဲ့ဒီ85ထောင်းပြီးရတယ်သူကနောက်နှစ်နှစ်ကျော်မှာ၄နေ့မြောက်မှာ စစ်ကောင်များကလိုက်ထွက်တယ်။ပုံများနဲ့ငါလိုပုံတယ်လူပြန်ထောင်းတယ်နော်ပုံတယ်လူပုံများနဲ့ငါလိုပြန်ဆောင်တယ်ထိစီတို့လိုပြန်ဆောင်လို့တယ်ပြောမယ်ဆိုရင်အများကြီးပေါ့တော့ဒါနှစ်ကက်ရှင်းသွားတာပေါ့ကလင်နာအစကလေးရတယ်။အဲ့ဒီတော့ဒီ356 7ကောင်များကဆောင်ထိုးတဲ့ဒီရှေ့ရစီနီယာကဏ္ဍကိုဒီ36ခွေတဲ့အောက်ကိုသူကလာပို့တာပို့တော့သူကအကြီးဆုံးစီနီယာထိတ်အငယ်ဆုံးစီနီယာခါအလက်ကအပိတ်နဲ့ဝင်လာ။ဒါဆိုရင်အဲ့ဒါကဒီ76ကောင်ဆောင်ထိုးတဲ့36ဆောင်ပါကောအဲ့တော့သူ့ရဲ့နောက်နေထဲက ီရှစ်ကိုခွန်ကလည်းဒီတိုင်းပဲ3 6လေးဆောင်ရှစ်လုံးငန်းကားလို့ဆောင်းထူအဲ့ဒီရှစ်ကိုခွန်ကလည်းဒီမှာလက်သူကရှင်းအောင်နော်6ခွန်ရှင်း6ခွန်နောက်နေ့မှာရှစ်ကိုခွန်အခုဒီမှာကလာကြတော့ကြတော့3 6လို့ခွေတဲ့အောက်မှာ6ခွန်ရှင်းပက်လက်လက်ဖွဲတယ်လို့ဒီမှာလည်း3 6လို့ခွေတဲ့အောက်မှာ5ခွန်ရှင်းပက်လက်လက်ဖွဲအဲ့အကြော်လေသူကလည်းဒီမှာအကြီးဆုံးစီနီယာထဲကိုအကြီးဆုံးစီနီယာထဲအငယ်ဆုံးစီနီယာကိုခါအငယ်ဆုံးစီနီယာကိုခါအပိတ်အလက်စီနီယာကိုအပိတ်အလက်စီနီယာကိုအပိတ်လို့ထည့်တာထည့်တဲ့ကဏ္ဍရဲ့အောက်မှာကြားတဲ့ကဏ္ဍဟာ 6တော့ည6ဟာတရှင်းတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်လေးတီလို့အဲ့ဒီနှစ်လေးတီဇာတ်ရည်လည်းရှိသေးတယ်မလိုအပ်လို့ကျွန်တော်မပြသေးဘူးပေါ့နော်နှစ်လေးတီလို့ခါလေးတယ်ဥပမာနောက်ပိတ်သုံးလုံးလေးတယ်အပေါ်က6တော့ည6ကိုထည့်သွားတယ်အဲ့ဒီအောက်နော်အဲ့ဒါရင်6နောက်ဘူးနဲ့တင်တယ်အဲ့ဒီ6နောက်ဘူးကို तू ကပုံရထည့်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာ तू ကဒီ link တင်နှစ်လို့လဲတဲ့အပေါ်က6တော့ည6ရောက်ထည့်လိုက်တယ်လို့ तू ကနောက်နှစ်မှာဆိုတော့နောက်နှစ်ထည့်ရပါပဲ ၄၁၂နည်းလို့နောက်ပိတ်သုံးလုံးလဲတဲ့အပေါ်က9669ကိုထိတ်စီရခါဝင် ပြီးတော့6969ဆိုပြီးတော့သူကအတိကြာကြီးသူထည့်သွားတာအတိကြာကြီးထည့်သွားတာနှစ်နှစ်ဆက်ဒီကလည်းဒီကလည်းနှစ်နှစ်ဆက်အဲ့လိုထည့်သွားတာထည့်သွားတဲ့အောက်ကိုလိုက်တဲ့ကနားပြန်ကြထည့်သွားတဲ့အောက်ကိုလိုက်တဲ့ကနားပြန်ကြနော်အဲ့ဒါဆိုရင်ဒီဒီနေရာမှာခွာတဲ့6ခါ၃ပြင် စက်လိုက်အဆင်းဆိုပြီးကျွန်တော်တို့ကဒီကိုလီကိုနဲ့ကိုတုံညာလေးနဲ့ဒီလိုသုံးမိစက်လိုက်အဆင်းဆိုပြီးကန်လိုက်တာပြန်ကြတော့မဟုတ်ပါတော့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာကန်လိုက်လဲဆိုတော့ဒီနေရာမှာကြားတဲ့ကဏ္ဍအခွားဟာ6တုံညာ6ဟာသုံးမိဆင်းသွားတာပဲဆိုတော့သူတို့ပြန်ကြမပါဘူးရေစားသွားတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့6ဘူး6ကအဲ့လိုကဟိုမုံတိုင်းပေါ့နော်မိုးရင်းကြီးပဲအဲ့တော့မိုးကြီးရေကြီးရေကြီးကြီးရပါတော့မုံများပြီးရေကြီးတော့အဲ့တော့အဲ့ဒီအောက်မှာပြန်ကြပါ6 6နဲ့ကဏ္ဍတူကဏ္ဍဆို6 6နဲ့ပဲနော်ကဏ္ဍတူကဏ္ဍတတိဟာ ဲ့ဒါဆိုရင်ကျွန်တော်ကပြီးခဲ့တဲ့နေ့ကကလင်နာမှာတုံးကတ်ကိုသူကျွန်တော်အဲ့အတွေ့ကိုအောင်ခဲ့လို့ကျွန်တော်ကဒီကိန်းကိုပြန်ပြီးလိုက်တာနှစ်ဦးမှာခွန်ကုန်းလုံးတော့ကျွေးတယ်ပေါ့နော်တွဲပြီဆိုရင်အဲ့ဒီနေ့ထဲမှာကျွန်တော်ပြခဲ့ပါတယ်ပြီးခဲ့တဲ့ public မှာပုံများခွန်ကုန်းကိုခါတော့တစ်စင်ခါတော့လုံးပစ်စင်ပုံများနက်ကပေါ့နော်ခွန်ကုန်းဆိုတော့ပုံများခွန်ခါဖြစ်လို့ခွန်နက်ကပုံများဆိုပြီးတော့ခါတော့လုံးပထမဆုံးပုံများလို့ဖြစ်တယ်ဒုတိယမြောက်ခါတော့လုံးပုံများဒီမှာဖြစ်တယ်အဲ့ဒီအောက်မှာပြန်ကြရင်းကားနေ့ ဲ့ဒါမျိုးဒုတိယဒီမှာခွန်ကိုလို့နောက်ပဲဖြစ်ပြီဆိုတာနဲ့ခွန်ခါကြောင့်သူကခွန်နှက်ခတ်ခါတော့တော့တုံညဒီမှာပထမဆုံးတုံညဖြစ်ပြီးမဖြစ်သေးဘူးဒီမှာဒုတိယမြောက်460ခါတော့တော့တုံညအဲ့ဒီအောက်ကထွက်တဲ့ကဏ္ဍပြန်ကြပြန်ကြနော်အဲ့ဆိုရင်ကျွန်တော်ကတတိယကဒီမှာခွန်ကိုလို့နောက်ပဲဖြစ်တယ်နဲ့ခွန်ခါကြောင့်ခွန်နှက်ခတ်ဒီမှာတုံညနော်ဒုတိယမြောက်ခါတော့တော့တုံညဒီမှာမှနော်ခြားလိုက်မှမဖြစ်ဘူးအဲ့ဒီအောက်မှာ66မြောက် ဲ့ဒီဆက်ကြောင့်ဒီရနေကချက်ချင်းရန်ကနာအောင်တယ်နော်အဲ့တော့ချက်ချင်းပြန်ကြအဲ့ဆိုရင်ဒီနှစ်မှာကျွန်တော်ဒီအပွဲကိုချက်ချက်ခဏနေတော့ဒီဟာလေးပြန်နှွေးရင်းနဲ့ကလင်နာအောင်လေးကြည့်ရောကိုခေါင်းရလာခင်ပြန်ရကြရဲဆိုကိုခိုင်းတကယ်လာတာဘာလို့ကိုခိုင်းလို့တွေးလိုက်လဲဆိုရင်ဒီအနီးကနှက်ပြတ်မှာကျတော့တုံညာနှစ်ရှစ်ပတ်လည်နဲ့ပထမဆုံးခါထောင်တုံလုံးတုံညာလာဖြစ်တာအခုဒီမှာကျတဲ့တုံညာနှစ်ရှစ်ပတ်လည်နဲ့ခါထောင်တုံလုံးတုံညာလုံးလာဖြစ်တာလာဖြစ်ပြီဆိုတော့အဲ့ဒီ ခေါင်းလေးဒီရှစ်ကနေအောက်ဆုံးသုံးရဖြစ်ခြင်းအောက်ကကဏ္ဍနေ1 2 3 4ေခါလို့လာထဲလို့လေခါလို့လာထဲလို့လေခါနဲ့ခါတော်တော်သုံးရဖြစ်သွားမလားအဲ့ဆိုဒီကောင်ကနေဒီ2 3 4 5ဒီမှာလေခါဖြစ်တယ်သူမဖြစ်ဘူးဒီ2 3 4 5 6 9 6ချိန်ရောက်မှာဒီမှာလေခါလို့လာဖြစ်လို့ ဖြစ်လို့ဘာကြောင့်ကိုကြည်ညောင်းမှာလာဖြစ်လဲဆိုတော့ကျွန်တော်ကနောက်ဆုံးတုံးကမှာက तू ကဒီခါတော်တုံးလုံးတုံညာလို့ဖြစ်တာ ਨੇ तू ဟာအကျေဒီကနေပေါ့နော်အောက်ဆုံးကနေအကျေ၂ကျေ၃ကျေ၄ကျေ၅ကျေ၆ကျေ၇ကျေ၈ကျေ၉ကျေညောင်းမှာ၉ကျေညောင်းဆင်းပြီးတော့၉ပါပါလေးခါနဲ့စတင်ပြီးတော့ခါတော်တုံးလုံးတုံညာဖြစ်တာအဲ့ဒီလောက်မှာပြန်ကြအဲ့လိုယူဆလိုက်တာအဲ့လိုကျွန်တော်ကဒီမှာနောက်ဆုံးကမှာကျတော့ तू ကပထမဆုံးစဖြစ်နေ तू ဖြစ်ပြီဆိုတာ ਨੇ तू က ီအောက်ဆုံးကနန်းကနေ၉ချိန်စီအချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်လောက်မှာလေးခါလို့လာဖြစ်လို့ခါတော်သုံးလုံးသုံးများဒုတိယမြောက်သုံးများဖြစ်ပြီးတော့ပြန်ကြပထမနှစ်ကမှာလေးချောက်တယ်လေးချောက်တယ်နှစ်ကန်နဲ့ပြီးရင်လည်းခွဲပြောတယ်မပြန်ကြပြန်ကြဆိုပြီးတော့ကပ်ပစ်ရှိတာက20ဖြစ်ချင်းနဲ့လောက်ပြီဒါဆိုရင်ဒီကြတော့လောက်ပြီဖြစ်တဲ့ချိန်မှာလည်းသူကလေးချောက်တယ်လေးချောက်ဆယ်မှာကသူက၆နှစ်ခတ်၉နှစ်၃နှစ်ခတ်ခွန်ကိုဒီမှာခွန်၉နှစ်လာပြီးတော့ဖြစ်ထားတာနော်သူ့ရဲ့ အုပ်စုကဏ္ဍနဲ့အဲဆိုရင်ကျွန်တော်ကဒီ180လို့လဲလာထောင်းတယ်ဒုတိယကဏ္ဍတတိယကဏ္ဍကို1234569ကို9ချိန်တော့မှ၄နှစ်ပေါ့နော်နှစ်ခါပေါ့နော်နှစ်ခါအဲ့တော့နှစ်ခါဆိုတာကဒီခုံရဲ့ပါဝါနှစ်ဆိုရဲ့ကဏ္ဍကိုညှိနေတဲ့သူကနှစ်ချိန်ညောင်းသူ့ရဲ့နှစ်ခါခါတော်တုံးလုံးတုံညာခါတော်တုံးလုံးတုံညာဖြစ်ခြင်းရဲ့အောက်မှာပြန်ကြနော်နေဦးခုံခါကြောင့်ခုံနှစ်ခါခါတော်တုံးလုံးတုံညာခွန်ပါဝါနှစ်ဖြစ်ခြင်းကြောင့် နှစ်ခါမြောက်ခါတော်ကုန်လုံးတုံညရဲ့အောက်မှာပြန်ကြည့်။နေဦးမှာခွန်ကူးနောက်ကလေးလို့ခွန်ခါကြောင့်ခွန်နှစ်ခါတုံညခွန်ပါဝါနှစ်ဖြစ်လို့နှစ်နှစ်ခါမြောက်တုံညဖြစ်ချင်းရဲ့ခါတော်ကုန်လုံးတုံညဖြစ်ချင်းရဲ့အောက်မှာပြန်ကြည့်။ဒီမှာလည်းဒီတိုင်းပဲခါတော်ကုန်လုံးတုံညဖြစ်ချင်းနှစ်ခါရဲ့အောက်မှာချောချောနဲ့ပြန်ကြည့်။ခါတော်ကုန်လုံးတုံညရဲ့နှစ်ခါဖြစ်ချင်းရဲ့အောက်မှာဒီနေရာမှာပြန်ကြည့်။ပြန်ကြည့်မှာပြန်ကြည့်ခိုင်းနေ။ပြန်ကြကြည့်ရဆိုရင် ထိုးမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကဒါကပြန်ချားဆိုကျွန်တော်ပြန်ချားရတဲ့ကောအောင်ပါနော်ဒီမှာဒီမှာကောင်းအောင်ပါအဲ့တော့အဲ့ဒီအောက်ကိုပြန်ချားကိုအဲ့ဒီထဲမှာကျွန်တော်လက်ဆောင်ခဏပြောခဲ့နေဒီမှာခွန်ကိုလို့နောက်ပဲပြီးလွေးစားနေအဲ့ဒီထဲမှာဒီကနေပြန်ချားဒီလိုကစားနဲ့ကစားခွင့်နဲ့သူကနည်းနည်းကပ်ပြီးရှိလာရင်တော့လောက်တက်လေသူ့ရဲ့ဘီကတစ်ချိန်နှစ်ချိန်သုံးချိန်ဆောင်းချင်းပြီးဒီလိုရိုက်တာ အဲ့ဒီကနေပြန်ကြရတယ်နော်အပေါ်မှာထွက်ပြီးသားကနေပြန်ကြရတယ်အဲ့ဆိုရင်အဲ့ကျွန်တော်တို့ဒီမှာဒီမှာ तू อ่ะအချိန်ခဲ့ရတာ तू တစ်ချိန်နှစ်ချိန်သုံးချိန်ဒီမှာကျတော့ तू อ่ะကိုခုရှိတဲ့ကွက်ရှိတယ်ကို6 6 6ကွက်ရှိတယ်အဲ့ဒီမှာ तू อ่ะဒီတစ်ခွက်တစ်ခွက်နှစ်ခွက်သုံးခွက်ပေါ့နော်လေးခွက်ငါးခွက်ရှိတယ်ဒီလိုရိုက်သွားရင်လုံးလုံးလေဆောင်းလားအပင်နှစ်ပင်သုံးပင်သုံးပင်ရေးပြီးစင်းသုံးပင်ရေးကိုခု ညံကူပြီးတော့ကစားမယ်เนาะအဲ့တော့ငါးခွက်ရှိတယ်ရှင်းနေနေကြောကနန်းသူဒီခုံကုန်းတော်တွေနေမှာတစ်ချိန်တစ်ချိန်သုံးချိန်ပြီးအဲ့ဒီကနန်းနှစ်ခါထွက်ဆိုသူ့အပေါ်မှာ6ခွက်ထွက်သွားပြီးအဲ့ဆိုရင်ဒီကနန်းများသူက6 6ရောက်သွားမလားဒါเนาะတစ်ချက်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဆောနာကဒီမှာ3 4 6လို့ခွေတယ်စီနီယာလို့တည်တယ်တည်နေအောင်မှာ6အခွက်ရိုက်တယ်အဲ့ဒီကောင်ကနှလုံးပြန်ဆင်းပြီးတော့ဝမ်းချင်းနဲ့ပြန်ကြားလောက်ထားတာအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ3 4 6လို့ခွေတယ်စီနီယာဆောနာကစိုက်ပါတော့6အခွက်ရှိ22နှစ်လောက်ပါလား အလံပုံစံလူတွေပြီးတော့လေပြီးတော့လေအတွက်ကြောင့်ဒီကောင်6အခွာနှလုံးပြန်ဆင်းပြီးတော့ဒီကောင်က6အပူးနဲ့ပြန်ကြဆို4 6ချောင်းရဲ့6 6ချောင်းနှစ်ပွက်ပဲရှိတယ်။နော်ကြိုက်တယ်ဆိုရင်ပြောပြတာအဲဆိုရင်ကျွန်တော်တို့ကဒီ6ခုလုံးဖြစ်တာနဲ့သူကတစ်ချိန်နှစ်ချိန်သုံးချိန်သုံးချိန်စီမေးရခဏအပေါ်ပြန်ကြနှစ်ခါထွက်ပေါ့နော်အဲ့ဒီမှာခုန်6လို့ပြောပြီးစတဲ့ကစားကုတ်ကတစ်ချိန်နှစ်ချိန်သုံးချိန်သုံးချိန်ရပြီးအမကစားကုတ်ဒီလိုပါလာတယ်။ပါလာပြီးဆိုတာနဲ့အဲ့ဒီခဏနှစ်ခါထွက်တာဒီကောင်ကတော့အောက်ကိုပြန်ကြခဲ့တာ။ ပြန်ကြခဲ့တော့သူက6ကိုးအတွင်းအောက်ကိုပြန်ကြထားတယ်နော်ဒါနှစ်ကက်နှစ်ကက်စီချိတ်ပေါ်မှာကြောက်အဲ့တော့ခွန်ကိုးလို့တွဲပြီးတွဲပြီးဆိုတော့လည်းသူရနှစ်နှစ်ကျော်တနည်းတစ်ချိန်နှစ်ချိန်သုံးချိန်သုံးချိန်ဆင်းပြီးနှစ်ခွန်လေးချောက်အပေါ်ကပြန်ကြအခုဒီမှာလည်း၄ချောက်ဆင်းလို့လာထောင်သားကြီး၄ချောက်ဆင်းလို့လည်းထောင်နေကြ6ငါးလေးလို့လည်းခါထောင်နေကြဟုတ်လားအဲ6ငါးလေးလို့လည်းထောင်နေ6ငါးလေးခါထောင်တော့တော့3ရက်အောင်ပါဒီမှာ6ငါးလေးလို့ထောင်နေတယ်သူကောင်မှခါထောင်တော့တော့3ရက်လူများနေ၄ရက်နေအဲ့တော့အမှဆိုတော့ဒီ966ကိုအခြေတိုက်ရိုက်သွားရင်လေဒါကောင်းတာကောင်းနေတာပဲ အဲဆိုရင်ကျွန်တော်ကဒီမှာခွန်ကုန်းနောက်ပဲပြီးဆိုတာနဲ့အဲ့ဒီနေ့ကျမှာတစ်ချိန်တစ်ချိန်သုံးချိန်စီရင်ပြီးရန်ချဒီခွန်ကုန်းနောက်နေ့ကျွန်တော်ရတဲ့တော်လည်းရပြီးပြီနော်နောက်တစ်ခုနောက်တစ်ချက်ပြောဦးမယ်ကလင်နာမှာကျွန်တော်ဒါကနှစ်ကက်စီခွဲဆော်တော့ကျွန်တော်ငါးတုံညာတုံမှာဒီ site လေးရနေအထောက်အကူနဲ့ငါးတုံညာတော့ပြီးတဲ့နေ့ကတည်းကအောင်ရပြီဘာကြောင့်လဲခွန်ကားခွန်ကားကလင်နာမှာသုံးကက်ရှိတယ် ာလို့နှစ်ကန်နဲ့ခွဲဖမ်းလိုက်လဲဆိုသုံးကန်အမြင်ကြတော့သုံးကန်အမြင်ပေါ့နော်ခွန်၅ခုဖမ်းတယ်ခွန်၅ခုတဲ့သုံးကန်ကိုသူ့တော့မှာပါဝါနှစ်ခန်းနဲ့ထောက်ထားတယ်ဆိုသူကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်၁၁ချိန်မြောက်ကကနာဒီလိုရိုက်ဆိုတခြားထွက်ဆက်လည်းရှိလို့ပေါ့ဗျာနော်တခြားထွက်ဆက်လည်းရှိလို့ဒီလိုလေးဖြစ်စင်ရှိရဲဆိုတော့ထောက်ပြခဲ့ပြီအဲ့တော့ကျွန်တော်ဒီမှာခွန်၅ခုလို့ဒီမှာထွက်ပြီ ပါဝါနက္ခတ္တံထောက်ပြီထောက်ပြီဆိုရင်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်ကိုးချိန်ဆယ်ချိန်ဆယ်တစ်ချိန်ဆယ်တစ်ချိန်မြောက်ငါးတော့လေဒီလိုထွက်ဆိုပြီးခဲ့နေကငါးတော့ညာတော့မှတည်း၆၉၀မှာပြီးခဲ့နေကတည်းအောင်လေဒီစင်အောင်နေနေတော့မရှိသေးဘူးပေါ့အဲ့တော့ဒီမှာလက်ခွန်ငါးခွန်ကဒီမှာမထောက်ခဲ့ဘူးဒါပေမဲ့သူ့ရဲ့ထူးခြားမှုရှိတယ်ဒီခွန်ငါးခွန်လို့ထွက်ပြီဆိုရင်သူ့ရဲ့နောက်လက်ထဲမှာဒီကောင်ဗရိကိုကြောင့်ကိုးပါဝါလေးခါဆိုပြီးတော့တလုံးလေးခါ၃ချိန်ကြာတစ်ချိန်နှစ်ချိန်ပေါ့နော်အပေါ်မှာကြည့်နေလေးခါ၃ချိန်မရှိတော့ထူးဆန်းတာနော်ထူးခြားမှု ထူးခြားမှုဆိုရင်ကျွန်တော်အဲ့တော့ခွန်ငါးခွန်လို့ထွက်ပြီးဆိုရင်သူ့ရဲ့နောက်လေးထဲမှာ၄ခါခွန်ငါးခွန်ကဘယ်ကိုဖြစ်ကိုပါပါ၄ခါတစ်လုံးနှလုံးအသုံးလုံးကြာတယ်နော်သုံးလုံးကြာတယ်အဲ့ဆိုရင်ကျွန်တော်ကခွန်ငါးခွန်လို့ထွက်ပြီးဆိုရင်သူ့ရဲ့နောက်လေးထဲမှာ၄ခါဒီမှာသူကဒုတိယကနေတတိယကကိုတပင်းကျော်၄ခါလာတယ်ဒီမှာ၄ခါ၄ခါသုံးလုံးပဲကြာတယ်ခွန်ငါးခွန်ကဘယ်ကိုမလို့ပေါ့နော်၄ခါသုံးလုံးပဲကြာတယ်အဲ့ဒါဆိုရင်အဲ့ဒီ၄ကစားကွက်ဒီကြောင့်သူထည့်ချင်တာလားသူ့ရဲ့နောက်နေ့ထဲမှာဟုတ်ကဲ့မူခွက်ထုတ်ချင်တယ်ဆင် လေးခါသူ့ရဲ့အောက်တပွဲကျော်ကအနမ်းထိုက်ပြန်ကြတယ်နော်ဒါပေမဲ့တော့ပရိချော့ဖြစ်နေတယ်နော်အဲဆိုရင်ခေါင်းကခုလိုထွက်လာနေသူကနောက်မထမ်းမှာလေးခါတုံးလုံးထည့်ပြီးတော့သူ့ရဲ့နောက်လက်ထမ်းမှာလေးခါလေးခါနော်သူ့ရဲ့အောက်အနှစ်ပင်ကျော်ပြောတာလေးခါလေးခါတပင်ကျော်ထိုက်နေကြတယ်ဒါကြောင့်တော့လေးခါပဲယူလို့ရတော့လေးခါရဲ့အောက်ကကနန်းထိုက်ပြန်ကြတယ်ပရိမာဖြစ်အဲ့ဆိုကျွန်တော်ဒီခေါင်းကခုလိုထွက်လာနေသူ့ရဲ့နောက်လက်ထမ်းမှာဒီမှာလေးခါ ရှင်းနေတာတော့လေ။ तू မကြခဲ့ဘူးနော်။မကြခဲ့ဘူး။အဲ့ဆိုရင်မလေးခါ။ဒီအောက်တပင်ကျော်က6 6မှာကြာတော့မလား။ဒါပေမဲ့ तू စိတ်ကတာဝန်ကြီးသွားလားဆိုတာကျွန်တော်ပြောလို့မရဘူးနော်။ကြာရင်ကြာတော့နိုင်တယ်။ဘရိတ်ချောက်။ခွန်အားကိုထွက်လာနောက်တစ်နေ့ကျော်မှာဘရိတ်ချောက်။ပြန်ကြ။ခွန်အားကိုထွက်လာနောက်တစ်နေ့ကျော်မှာရှင်းနေငါခင်ငါပြန်ကြ။ခွန်အားကိုထွက်လာနောက်တစ်နေ့ကျော်မှာဘရိလီယာပြန်ကြသွားပြီ။ဒီကောက်ကောက်အောင်ခဲ့တာ3 6 3 6မှာအောင်အောင်ခဲ့တာ ပြင်းပြင်းပြန်ကြတော့ဒါပေမဲ့သူပေးချင်ရင်လည်းပေးသွားနိုင်ရင်တော့ဒါကထက်ရင်ပြန်လဲကြိုက်တဲ့ဆိုရင်မဆုံးတာကခွန်ကူနောက်ကလိုင်းကနေရောဒီလိုအချိန်ကြိုက်ရိုက်အဲ့ဒါနဲ့ပြန်ကြခါတော့မနှစ်ကက်နဲ့ခွဲဆိုရင်ဒီကက်လို့ဖြစ်သွားမယ်နည်းနည်းကြောပေါ်မှာခွန်ပြီးကကနပြန်ကြအဲ့လိုမျိုးရိုက်တဲ့ရိုက်ချက်ဖြစ်သွားမယ်အဲ့တော့ဘိုးချောချောင်းလည်းကောင်းတယ်ဆုံးတာကလည်းဒီမှာဝမ်းချင်းကနဆိုရင်ကျွန်တော်တို့ကဟိုပုတ်ကူညံကူထုံးတော့ဒါကကျွန်တော်ကတော့နောက်တစ်ခုပြောချင်တာကကျွန်တော်ကဘယ်လိုတွေးလိုက်လဲအဲ့တော့ကပြပြတာမပြပြလည်းလည်းမပြအတွေးအယူဆနေဒီကက ီးကနေကလက်ပြီးအောင်ခဲ့တာလေးမျိုးဘာလို့ဆိုတော့ဒီမှာပထမကံမှာကြတော့မူခွဲတော့ပြီးတော့ခုံမရိလေခါသူ့အောက်ခွဲကြွားကနေပြန်ကြအမခုံကားခုံလို့ထွက်လာနောက်တစ်နေ့ကျော်မှာဘရိတ်ခွန်လေခါသူ့အောက်ခွဲကြွားကနေပြန်ကြဘရိတ်ကအဲ့တော့ဒီမှာခုံကားခုံနောက်တစ်နေ့ကျော်ထွက်လာနေဘရိတ်မဘရိတ်ခွန်မတည်ဘူးဘရိတ်ခွန်လေခါလို့မတည်ဘူးသူ့ရဲ့အောက်ခွဲကြွားကနေဒီကနေပြန်ကြသူ့မဟုတ်ချစ်ချောက်ကိုပြန်ကြသူကဘရိတ်ခွန်ရဲ့အောက်နှစ်ပွဲကြွားကနေလေခါကသူမထည့်တော့ ငုခွဲထုတ်တဲ့သဘောလေးရှိတယ်။ဗရိတ်ခုံရဲ့အောင်နှပွဲကြောကနေပြန်ကြ။အဲ့ပါဗရိတ်လေး။ဒါလေးခါကိုဖယ်ထုတ်လိုက်တာ။ဗရိတ်ခုံရဲ့အောင်နှပွဲကြောကနေဗရိတ်၆ပြန်ကြ။နောက်တစ်နေ့ကြောလာနေဗရိတ်ခုံရဲ့အောင်နှပွဲကြောဗရိတ်၅ပြန်ကြ။ဒီမှာဗရိတ်ခုံရဲ့အောင်နှပွဲကြောမှာဗရိတ်၆ဗရိတ်၅ဗရိတ်လေးလို့တည်တဲ့နှပွဲကြောကနေပြန်ကြ။ကျွန်တော်တို့ပြန်ကြတော့ပြီနောက်တစ်ခုကအိုက်ဆိုင်ဆိုင်မှာရှိရဒီခွန်9ခွန်နောက်တစ်နှစ်ကျော်တယ်မှာဒီခွန်9ခွန်ကနေတည်လိုက်1 2 3 4 5 6ဟင်ဒီမှာဒီခွန်9ခွန်ကနေစတင် တိညိ3456ခုနှစ်ကျင်းရောက်မှာသူကပရိ6ရဲ့6ကြီး6เนาะ6ကြီး6ပရိ6တပရိခုံကခုံကသူက၄ကြီးဆော့လိုက်တာတော့မှသူက6ပရိပြန်ကြမှာပေါ့เนาะနောက်တစ်ညကျော်လိုက်တိညိ3456ခုနှစ်ကျင်းရောက်မှာသူပရိ6ရဲ့အကျဉ်းလိုက်တည်ထားပြီเนาะဒီကောင်ကြီးပြန်ကြတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာတိညိ3456ခုနော်တိညိ3456ခုနှစ်ကျင်းရောက်မှာပရိ6ဒီကောင်အပေါ်ပြန်ကြတယ်เนาะ အပေါ်ပြန်ကြတယ်ခွန်ငါးခွန်နေအခြေခံမှာပရိ6ခွန်ငါးခွန်တရားနေအခြေခံဒီမှာပရိ6เนาะနှစ်ခါထွက်လို့ပဲခြုံရင်ခွန်ငါးခွန်နေအခြေခံလို့လည်းတော့ပရိ6အဲ့ဒီကနေနှစ်ခါထွက်မှလား466ဟုတ်68ကျွန်တော်တို့အကြိုက်ဆုံးလေးဒဲတယ်ပြီးပြင်မယ်เนาะ68ဒါတော့ကို daily ပေါ့နော် day အရင်ပေါ့နော်ကျွန်တော်အကြိုက်တယ်လောလောဆယ်ယာယီကြိုက်ကြတဲ့ဟာလေးတွေကျွန်တော်လည်း

နက466ကြောက်ရတယ်နော်466ကြောက်ရတယ်အဲ့တော့ဒီထဲကအကြိုက်ဆုံးတော့ဒီလေးတွေပြပေးထားတယ်နော်ရှင်နေနေကြောက်ကနန်းလေးပြန်ကြပါဦးမလားကျွန်မပြန်ကြအောင်ပါနော်စိုက်ကိုကြည့်ပါရေအားလုံးပဲမင်္ဂလာပါဗျာနော်ဒီလောက်ပါပဲ